NASA ကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလက်မခံမှုဆိုရင်ဖြတ်သိမ်းပြီး Marshall Law စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်တဲ့ကာလကိုပဲဆက်နေသွားမလားစဉ်းစားရမယ်လို့ပြည်သူ့ပါတီ PP ဥက္ကရာဥက္ကိုကိုကြီးကဆီယန်နိုင်တင်ဌာနကိုပြောပါရယ်လက်ရှိမှာ NASA ကကအာဏာရယူထားတာကြောင့် NASA ကကျင်းပမဲ့ရွေးကောက်ပွဲကိုလက်ခံမလားလက်မခံဘူးလားစဉ်းစားဖို့လိုအပ်ကြောင်းလက်ခံပါကဘလို့ဖြစ်မလဲနဲ့လက်မခံရင်ဘလို့ဖြစ်မလဲလက်တွေ့ကျကျစဉ်းစားရမယ်ဖြစ်ကြောင်းသူကပြောပါရယ်အော်တော့နောက်ထပ်ချက်ပေါ်စည်းဖို့လက်မခံဘူးလက်မခံဘူးဆိုရင်ဖြတ်သိမ်း က်ရမှာအဲ့တော့ဖြတ်သိမ်းလိုက်ပြီဆိုရင်1988ကဟလာကျွန်တော်တို့1984ဖွဲ့စည်းပုံကိုဖြတ်သိမ်းပြီးတော့မာရှယ်လောနဲ့အုပ်ချုပ်တဲ့ကာလဟာ2010အထိကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ကငင်းပယ်တာအထိရတော့ဟုတ်ပြီဒါမကြိုက်ဘူးဒါမတရားဘူးလို့ထင်တယ်ဒါကိုလည်းမခံဘူးအဲ့တော့ဖြစ်လာမယ့်အကျိုးဆက်ကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲဆိုတာပါစဉ်းစားဖို့လိုတယ်အဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့ကဟိုနိုင်ငံရေးပါတီတည်ထောင်တယ်ဆိုတဲ့အခါမှာဟိုတချို့အရာတွေမှာပဂရီတရားအရာ လက်ခံလိုက်ရတယ်။သို့တော့လက်ရှိအခြေအနေကိုကြိုက်လို့မဟုတ်အဲ့တော့လက်ခံပြီးတော့မှမကြိုက်တဲ့အခြေအနေတွေကိုပြုပြင်ပြောင်းလဲယူမယ်ဆိုတဲ့နည်းလမ်းကိုကျွန်တော်တို့ကစဉ်းစားရအောင်။အဲ့တော့ဒါကြောင့်မလို့အဲ့ဒါလက်ရှိအခြေအနေမှာအရေးပေါ်အခြေအနေကြီးညာထားသမျှကာလပတ်လုံးအာနာသုံးရဟာလူပုဂ္ဂိုလ်တယောက်တည်းနဲ့တည်းမှာရှိအဲ့ဒီဟာကိုဒါကျွန်တော်တို့ကအပြုတ်တိုက်နိုင်တယ်ဖယ်ရှားနိုင်တယ်ဆိုတာတော့ဒါတော်လိုင်းရင်းနည်းလမ်းပေါ့။အဲ့ဒါလေဟလာကျွန်တော်တို့ဒါ၄နှစ်ကျော်လာခဲ့ပြီဟလာကျွန်တော်တို့ဟလာပျော်လင်းချက်တွေလည်းအမျိုးမျိုးပေးခဲ့ပြီးပြီ 2021ခုနှစ်ဖေဖော်ဝါရီ1ရက်ကမြန်မာတပ်မတော်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND အစိုးရမှ2020အထွေထွေရွေးကောက်ပွဲမဲဆင်းရင်အငင်းပွားမှုကိုမဖြေရှင်းမဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းလာလို့ဆိုကာဖြုတ်ချပြီးအရေးပေါ်အခြေအနေကြေညာပြီးအုပ်ချုပ်လျက်ရှိပါတယ်။အဆိုပါ2021ခုနှစ်ဖေဖော်ဝါရီ1ရက်မှ2025ခုနှစ်အတွင်းမှာမြန်မာနိုင်ငံမှာစစ်ဘေး၊ကိုဗစ်ဘေး၊ရေဘေး၊မုန်တိုင်းဘေး၊ငလျင်ဘေးစတဲ့ဘေးဒုက္ခပေါင်းများစွာကိုပြည်သူလူထုကရင်ဆိုင်ကြောက်ဖြတ်နေရကြောင်းအဲ့ဒီနောက်လူထုကဆင်းရဲဒုက္ခ များလာရင်ပောက်ကွဲမှုတွေဖြစ်မလားထဲသိမ်းစဉ်းစားရမှာ ဖြစ်ကြောင်းပြည်သူပါတီဥက္ကရာ PP ဥကိုကိုကြီးကပြောပါရယ်အဘောတော်ပွဲလွဲတဲ့အင်အားစုများအနေနဲ့ကလည်းတခုခုပြောရင်ဒီရုပ်ောက်ပွဲမတရားဘူး ဒီရုပ်ဘွယ်ကိုစန့်ကျင်မယ်ဆိုတာတဲ့ပုံပြီးကျေပြန့်တဲ့အဖြေချပြဖို့လို့အဲ့တော့စန့်ကျင်တဲ့ဘာလို့လဲဖြတ်တယ်မပြတ်ဘူးဆိုရင်ဘာလို့လဲဟုတ်လားကျွန်တော်တို့ကဖြတ်တယ်ရုပ်ဘွယ်မလုပ်ဘူး၆လောက်တစ်ကြိမ်၆လောက်တစ်ကြိမ်ဒီလိုပဲတက်တန်းတိုးသွားမယ်ဘယ်လိုလုပ်မလဲဟုတ်ပြီဖွဲ့စည်းပုံဖြတ်လိုက်ပြီမာရှယ်လောအောက်မှာလုံလုံရရကျွန်တော်တို့ဆက်ပြီးတော့သွားမယ်ဆိုရင်ဘာလို့လဲအဲ့ဓာတွေကိုပြည်သူတွေကိုရိုးရိုးသားသား ပြန်ပွင့်လင်းလင်းချပြဖို့လိုတယ်အဲ့တော့ပြည်သူတွေဘက်ကလည်းဟာဟိုလူပြောဟုတ်နုံနုံဒီလူပြောဟုတ်နုံနုံဟာဒီလူမျိုးဟာလျှောက်ပြီးတော့ဟိုလူအုပ်ကြီးဝါဒနဲ့သွားနေမဲ့အစားတဦးချင်းကမှန်မှန်ကန်ကန်ရွေးချယ်ဆုံးဖြတ်ပြီးတော့ပြည်တွင်းနိုင်ငံရေးအကြမ်းမဖက်နီလန်းကိုအားကောင်းလာအောင်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ် အထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်းကျင်းပသွားမယ်လို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က2025ခုနှစ်မတ်လ9ရက်မှာဘယ်လာရုသမ္မတလူကာရှန်ကိုနဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။မြန်မာတက်မတော်နဲ့ NASA ကကိုဖြုတ်ချရေးကြိုးပမ်းနေတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ကတော့ NASA ကကျင်းပတဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်၊ထိုင်း၊လာအိုအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတော့နာဆာကကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံလျက်ရှိသလိုမြန်မာနိုင်ငံရဲ့အကြက်တဲကိုရွေးကောက်ပွဲကျင်းပပြီးတော်လွှားရမယ်လို့လက်ခံထားပါတယ်။မြန်မာနိုင်ငံမှာရွေးကောက်ပွဲမကျင်းပနိုင်မှာက NASA ကဟာနိုင်ငံတော်တဝန်အရေးပေါ်အခြေအနေကြီးညာထားမှုအား၆လတကြိမ်ဇက်တိုက်တက်တန်တူပြီးအကန့်အသတ်မရှိအုပ်ချုပ်သွားနိုင်ပါတယ်။